မင်္ဂလာပါတောင်းသမီးတို့ရေဒီချဲ့ကတော့ Grade 7မြန်မာစာကိုသင်ကြားပေးမယ့်ဒီချဲ့ဧကရီဖြစ်ပါတယ်။အခုဆက်လက်သင်ကြားပေးမှာကတော့အပိုင်း1မြန်မာသာသာပဲဖြစ်ပါတယ်။သင်ကြားပေးမယ့်သင်ခန်းစာကောင်းစဉ်လေးကတော့သင်ခန်းစာ19နန်းအထူးပြုအပိုင်း1တောတိမိတဲ့မဲ့ဟူသော နောက်ဆက်စကားလုံးများပါသည့်နန်းအထူးပြုသင်ခန်းစာလေးပဲဖြစ်ပါတယ်ကွယ်။ ောက်သမီးတို့ရေနန်ကိုထူးခြားစေတဲ့ပုံကိုနန်အထူးပြုလို့ခေါ်ပြီးနန်အထူးပြုပုံစံအမျိုးမျိုးရှိပါတယ်။အဲ့ဒီတဲကမှတောတိမြီတဲ့မဲ့ဟူတဲ့နောက်ဆက်စကလုံးတွေပါတဲ့နန်အထူးပြုကိုသင်ကြားရမှာပဲဖြစ်ပါတယ်။တောတိမြီတဲ့မဲ့ဟူတဲ့နောက်ဆက်စကလုံးများပါတဲ့နန်အထူးပြုလေးတွေကိုတော့အရေးဝတ်ကြတယ်မှာ သုံးပါတယ်။တာရကအနေနဲ့ စိမ့်လန်းတော်မြတ်ခင်စိမ့်လန်းတော်ဆိုတဲ့အထုပြုနံလေးကမြတ်ခင်ဆိုရဲနံကို အထုပြုထားခြင်းပဲဖြစ်ပါလေလိမ္မာတိចောင်းသာလိမ္မာတိဆိုရဲအထုပြုနံလေးကចောင်းသာဆိုရဲနံကို အထုပြုပေးထားခြင်းပဲဖြစ်ပါလေစာမြင့်အစာစာမြင့်ဆိုရဲအထုပြုနံလေးကအစာဆိုရဲနံကိုအထုပြုထားခြင်းပဲဖြစ်ပါတယ် ဲ့မဲ့နောက်ဆက်တွေဆက်တဲ့နန်အထုပြုတွေကိုတော့အပြောဝကြတွေမှာ အသုံးများပါတယ်ကွယ်။တရကတိတ်ဆော့တဲ့ကလေးတိတ်ဆော့တဲ့ဆိုရဲအထုပြုနန်ကလေးကကလေးဆိုရဲနန်ကို အထုပြုထားခြင်းပဲဖြစ်ပါတယ်။တောက်ရမယ်ရှင်။တောက်ရမယ်ဆိုရဲအထုပြုနန်ကလေးကရေဆိုရဲနန်ကို အထုပြုထားခြင်းပဲဖြစ်ပါတယ်။ အခုဒီချက်သင်ကြားပေးခဲ့တဲ့သင်ခန်းစာကောင်းစဉ်လေးကတော့သင်ခန်းစာ19နံအထူးပြု အပိုင်း1တောတိမြိတဲ့မဲ့ဟူသော နောက်ဆက်စကလုံးများပါတဲ့နံအထူးပြုသင်ခန်းစာလေးပဲဖြစ်ပါတယ်။ဒါတို့သမီးတို့လည်းဒီသင်ခန်းစာလေးကိုနားလည်သဘောပေါက်လိမ့်မယ်လို့တီချယ်ယုံကြည်ပါတယ်။ဒီချက်သင်ခန်းစာလေးကိုဒီမရီနားပါမယ်။နောက်စာသင်ချိန်မှာ ပြန်တွေ့ကြရအောင်နော်။ အခုတင် जा ပေးမဲ့တင်ငန်းစာကောင်းစဉ်လေးကတော့တင်ငန်းစာ16 NaN to view အပိုင်း1ကဤရဲ့နှင့်နဲ့ဟူသောနောက်ဆက်စကလုံးများပါတဲ့ NaN အထူးပြုတင်ငန်းစာလေးပဲဖြစ်ပါတယ်နန်းနန်းစားအချို့လို့ရဲ့နောက်မှာ ကဤရဲ့နှင့်နဲ့စတဲ့နောက်ဆက်စကားတွေထဲ့ပင်ချင်းဖြင့်လဲနံတွန်းပြူများဖြစ်လာနိုင်ပါ रे ကဤနှင့်နောက်ဆက်များဆက်တဲ့နံအထုပြူများကို အရေးဝတ်ကြရင်မှာသုံးပါ रे တာရကဤမျိုးကလန်းဤမျိုးကဆိုတဲ့အထုပြူနံကလန်းဆိုတဲ့နံကို အထုပြူထားပါ रे ကိုယမန်နှစ်ကပြက်ကတဲ့ ယမန်နှစ်ကားဆိုရဲအထူးပြုနံကလေးကပြက်ကတဲ့ဆိုရဲနံကို အထူးပြုထားခြင်းပဲဖြစ်ပါရဲ့ရဲ့နဲ့နောက်ဆက်တွေဆက်တဲ့နံအထူးပြုတွေကိုတော့အပြောဝကြတွေမှာသုံးပါရဲ့ကွတာရကသပင်ရှိနဲ့ចောင်းတာသပင်ရှိနဲ့ဆိုရဲအထူးပြုနံကလေးကចောင်းတာဆိုရဲနံကို အထူးပြုထားပါရဲ့ဆီယာမာကြီးတို့ရဲ့ចောင်းဝင် ဆီယမာကြီးတို့ရဲ့ဆိုရဲအထုပြုနံကလေးကကျောင်းဝင်းဆိုရဲနံကိုအထုပြုထားခြင်းပဲဖြစ်ပါတယ်ကွယ်တားရသမီးတို့ရေခုတီချဲတင်ကြားပေးခဲ့တဲ့သင်ခန်းစာကောင်းစဉ်လေးကတော့သင်ခန်းစာ19နံအထုပြု အပိုင်းနှစ်ကဤရဲ့နှစ်နဲ့ဟူသော နောက်ဆက်စကားလုံးများပါသည့်နံအထုပြုသင်ခန်းစာလေးပဲဖြစ်ပါတယ် သားတို့သမီးတို့လည်းဒီသင်ခန်းစာလေးကိုနားလည်သဘောပေါက်လိမ့်မယ်လို့တီချေယုံကြည်ပါတယ်။ချက်သင်ခန်းစာလေးကိုဒီမနေ့နားပါမယ်။နောက်စာသင်ချိန်မှာပြန်တွေ့ကြရအောင်နော်။အခုသင်ကြားပေးမယ့်သင်ခန်းစာကောင်းစဉ်လေးကတော့သင်ခန်းစာ19 Nan to view အပိုင်း3သောတိမြိတဲ့မဲ့ ဟူသောနောက်ဆက်စကလုံးမပါတော့နန်ထူပြုသင်ငန်းစာလေးပဲဖြစ်ပါရဲ့ပြီးခဲ့တဲ့သင်္ကန်းစာ19အပိုင်းတင်မာတော့ကတောတိမိတဲ့မဲဟူသောနောက်ဆက်စကလုံးများပါတဲ့နန်ထူးပြုသင်္ကန်းစာလေးကိုတင် जा ခဲ့ပြီးဖြစ်တယ် အခုအပိုင်း၃ကတော့သောတိမြိတဲ့မဲ့ဟူတဲ့နောက်ဆက်စကလုံးတွေမပါတဲ့နန်ထုပြုသင်္ကန်းစာလေးပဲဖြစ်တယ်။အဲဒီတော့အဲဒီစကလုံးတွေမပါဘဲနဲ့နန်ကိုဘလို့အထုပြုမလဲဆိုတာကို ကြည့်ကြရအောင်နော်။တရကစင်ရိုင်းရိုင်းကရိယာက စေနန်ကို အထုပြုထားတာတွေ့ရပါတယ်ကို။ရေအိုရေဆိုရဲ့နန်က အိုးနန်နန်နန်ချင်းအထူးပြုထားပါရယ်ကွယ်စိန်လက်စော့စိန်နန်ကလက်စွတ်နန်နန်နန်ချင်းအထူးပြုထားတာကိုတွေ့ရပါရယ်ကွယ်သမင်းကျော်ကျော်ဆိုတဲ့ကရိယာလေးကသမင်းနန်ကိုအထူးပြုထားပါရယ်ကွယ်ပဲပြုတ်ပြုတ်ကရိယာကပဲဆိုရဲနန်ကိုအထူးပြုထားပါရယ်ကွယ် လူတော်တော်ဆိုတဲ့ကရိယာက လူနံကို အထူးပြုထားတာပဲဖြစ်ပါတယ်။အလှဆုံးစတဲ့အသာလွန်ဆုံးအစစ်ပုံများသည်လေ။နောက်ဆက်မပါဘဲနဲ့နံကိုအထူးပြုနိုင်ပါရဲ့ကွယ်။တာရကအနေနဲ့ကတော့အလှဆုံးမိန်းကလေးအလားဆုံးဆိုတာအတာလွန်ဆုံးအစင်ပုတ်ဖြစ်ပြီးတော့မိန်းကလေးဆိုရဲနန်ကိုအထူးပြုထားပါရဲ့ကွယ် ဒီသင်ခန်းစာလေးမှာတော့ပုံစံလေးမျိုးနဲ့အထူးပြုထားတာကိုပြသထားပါရယ်သားတို့သမီးတို့ရေတိနန်းနန်းချင်းအထုပြုရယ်ရှေးကနန်းကနောက်ကနန်းကိုအထုပြုရယ်နောက်ကနန်းကရှေးကနန်းကိုအထုပြုထားပါရယ်နှစ်နန်းနဲ့ကရိယာရှေးကနန်းကိုနောက်ကကရိယာကအထုပြုထားတဲ့ပုံစံပဲဖြစ်ပါရယ်သုံး တရိယာကရှေ့ကနေပြီးတော့နောက်ကနန်းကလေးကို ပြန်ပြီးအထုပြုနေတဲ့ပုံစံလေးပဲဖြစ်ပါတယ်။နောက်ဆုံးနံပါတ်၄ကတော့အတားလွန်ဆုံးစစ်နဲ့နန်းကို အထုပြုနေခြင်းပဲဖြစ်ပါတယ်။အခုတီချေတင် जा ပေးခဲ့တဲ့သင်ခန်းစာလေးကတော့သင်ခန်းစာ၁၉နန်းအထုပြု အပိုင်း၃ တောတိမိတဲ့မဲ့ဟူသော နောက်ဆက် စကလုံးမပါတော့နန်သူပြုသင်္ကန်းစာလေးပဲဖြစ်ပါတယ်။ဒါတို့သမီးတို့လည်းဒီသင်္ကန်းစာလေးကိုနားလေသဘောပေါက်လိမ့်မယ်လို့တိချဲ့ယုံကြည်ပါတယ်။တိချဲ့သင်္ကန်းစာလေးကိုဒီမှရင် နားပါမယ်။နောက်စာသင်ချိန်မှာပြန်တွေ့ကြရအောင်နော်။အခုသင်ကြားပေးမယ့်သင်ခန်းစာကောင်းစဉ်လေးကတော့ သင်္ကန်းစာ19နံအချုပ်ပြု အပိုင်း၄ဤတီထို၎င်းယေဟိုဒီဟုသောနံအချုပ်ပြုသင်္ကန်းစာလေးပဲဖြစ်ပါရင်ဤတီထို၎င်းယေဟိုဒီဟုသောအညောနန်စားများသည့် နောက်တွင်ရှိတဲ့နံကိုအထူးပြုခြင်းဖြင့်အညောနံအထူးပြုများဖြစ်လာပါ रे ကိုဒီချယ်ရိုးကဒီဤတီထို၎င်းရင်ဟိုဒီဆိုရက်စကလုံးလေးတွေကိုအညောနံစားလေးတွေအဖြစ် graces မှာတင် जा ခဲ့ပြီးဖြစ်ပါ रे ဤတီထို၎င်းရင်တို့ကိုအရေးဝတ်ကြတွင်မှာသုံးလေးရှိပြီးတော့ဟိုဒီတို့ကိုအပြောဝတ်ကြတွင်မှာသုံးလေးရှိတယ်ဤတီရင် ၎င်းဒီတို့ကိုအနီးကိုညွန်ပြတဲ့အခါမှာအသုံးပြုပြီးရောထိုဟိုတို့ကိုရောအဝေးကိုညွန်ပြတဲ့နေရာမှာသုံးပါရဲ့ကိုတာရကစကလုံးလေးတွေကတော့ဣဒေတာဒီအလုတ်ထိုတစ်ပေ၎င်းစကပုံရင်းလုတ်ရဟိုလူဒီကာစတဲ့စကလုံးတွေမှာ ဤတီထို၎င်းရှင်ဟိုဒီတို့ဟာ ရှေ့တွင် ရှိသောနံများကိုညွန်ပြရင်အထုပြုသောနံထုပြုများပဲဖြစ်ပါရဲ့ကွယ်အခုဒီချဲတင်ကြားပေးခဲ့တဲ့သင်ငန်းစာကောင်းစဉ်လေးကတော့သင်ငန်းစာ16နံထုပြုအပိုင်း၄ဤတီထို၎င်းရှင်ဟိုဒီဟူသောနံထုပြုသင်ငန်းစာလေးပဲ ဖြစ်ပါတယ်သားတို့သမီးတို့လည်းဒီသင်ခန်းစာလေးကို နားလည်သဘောပေါက်လိမ့်မယ်လို့တိချေယုံကြည်တယ် ီချက်သင်ခန်းစာလေးကိုဒီမရင်နားပါမယ်။နောက်စာသင်ချိန်မှာပြန်တွေ့ကြရအောင်နော်။အခုသင်ကြားပေးမယ့်သင်ခန်းစာကောင်းစဉ်လေးကတော့သင်ခန်းစာ16 NaN to view အပိုင်း5မြည်သည့်မြည်မြမြည်သောသောဘာဘယ်ဘလို့ဘလောက်ဟူသောအမေးအနှံအထူးပြုသင်ခန်းစာလေးပဲဖြစ်ပါတယ် သားတို့သမီးတို့ရေမြည်သည်မြည်မြမြည်တို့တော်တို့ကိုအရေးဝတ်ကြရမှာအသုံးပြုပြီးတော့ဘာဘဲဘလို့ဘလောက်တို့ကိုအရေးဝတ်ကြနဲ့အပြောဝတ်ကြရမှာသုံးနေရှိပါတယ်တာရကအနေနဲ့ကတော့မြည်သည်ဒေတာမြည်သည်ဆိုရဲအမေးနံအထုပြုကဒေတာနံကို အထုပြုထားပါတယ်မြည်မြအလုတ် ညီမြဆိုတာကတော့အမေးနဲ့အထူးပြုလေးဖြစ်ပြီးသူက အလုတ်နံကို အထူးပြုထားပါရဲ့ညီတို့တော့ပစ္စည်းညီတို့တော့အမေးနဲ့အထူးပြုကပစ္စည်းနံကိုအထူးပြုထားပါရဲ့ဘာအစားအစာဘာအမေးနဲ့အထူးပြုက အစားအစာနံကို အထူးပြုထားပါရဲ့ဘယ်မြို့ဘယ်အမေးနဲ့အထူးပြုကမြို့နံကိုအထူးပြုထားပါရဲ့ဘလို့ အသီးဘလို့အမင်းနံအထူးပြုကအသီးနံကိုအထူးပြုထားပါရဲ့ဘလောက်ငွေဘလောက်အမင်းနံအထူးပြုကငွေနံကိုအထူးပြုထားခြင်းပဲဖြစ်ပါတယ်ကဲအခုဒီချေတင်ကြားခဲ့တဲ့သင်ငန်းစာကောင်းစဉ်လေးကတော့သင်ငန်းစာ19နံအထူးပြု အပိုင်း9မြည်သည်မြည်များမြည်တို့သော ဘာပဲဘလို့ဘလောက်ဟူရဲအမေးနဲ့အထူးပြုသင်ခန်းစာလေးပဲဖြစ်တယ်။ကားတို့သမီးတို့လည်းဒီသင်ခန်းစာလေးကိုနားလည်သဘောပေါက်လိမ့်မယ်လို့တီချဲယုံကြည်တယ်။ချက်သင်ခန်းစာလေးကိုဒီမှာနေနားပါမယ်။နောက်စာသင်ချိန်မှာပြန်တွေ့ကြရအောင်နော်။ အခုတင် जा ပေးမဲ့သင်ခန်းစာကောင်းစဉ်လေးကတော့သင်ခန်းစာ19 NaN to view အပိုင်း6သင်ချာ NaN to view သင်ခန်းစာလေးပဲဖြစ်ပါတယ်သင်ချာ NaN အထူးပြုဆိုတာကတော့အရေအတွက်ပမာဏအစဉ်အချိန်တို့ကိုပြခြင်းပဲဖြစ်ပါတယ်ဒါရကအနေနဲ့ကတော့ ်တစ်သီး၅လုံး၅လုံးဆိုရဲအရေးအတွက်ပြတင်းချန်တဲ့အထူးပြုကတစ်သီးဆိုရဲနံလေးကိုအထူးပြုထားပါရယ်။ကြောင်းသားအချို့အချို့ဆိုရဲပမာဏပြတင်းချန်တဲ့အထူးပြုကကြောင်းသားနံကိုအထူးပြုထားပါရယ်ကွယ်။၁နှစ်မြောက်မွေးနေ့ပွဲ၁နှစ်မြောက်ဆိုရဲအစဉ်ပြတင်းချန်တဲ့အထူးပြုကမွေးနေ့ပွဲနံကိုအထူးပြုထားပါရယ်ကွယ်။ မုံအနှဲငယ်အနှဲငယ်ဆိုတဲ့ပမာဏပြသင်္ချာနံအထုပြုက မုံနံကို အထုပြုထားခြင်းပဲဖြစ်ပါတယ်အခုတီချဲသင်္ချာပေးခဲ့တဲ့သင်္ကန်းစာကောင်းစဉ်လေးကတော့သင်္ကန်းစာ16နံအထုပြု အပိုင်း6သင်္ချာနံချူပြုသင်ငန်းစာလေးပဲဖြစ်ပါတယ်။သားတို့သမီးတို့လည်းဒီသင်ငန်းစာလေးကို နားလည်သဘောပေါက်လိမ့်မယ်လို့တီချဲယုံကြည်တယ်။တီချဲသင်ငန်းစာလေးကိုဒီမာရင်နားပါမယ်။ 那沙丁鱼嘛，变对炸也熬喏。